ဒီတစ်ခါတော့ကျွန်တော်တို့တွေ performance လေးကောင်းတဲ့ဖုန်းတွေဘက်ကိုလှည့်ကြတာပေါ့ဂိမ်းနေတဲ့လောက်ဆော့ကြတယ်လို့ဘာဖုန်းရွေးဝါအောင်လဲဆိုပြီးမေးရသူတွေရှိတယ်။သိရမလားဂိမ်းနေတဲ့လောက်ဆော့ကြတယ်ဆိုတာနဲ့တေးကြတယ်။နင်းငံကြုံတော့မှာဒါမျိုးတွေပေါ့စတာပါ။ဆိုတော့ဒီခါကျွန်တော်တို့15သိန်းနဲ့သိန်း30ကျော်ဝင်းကျင်ကဂိမ်းဆော့လို့ကောင်းမဲ့ကောင်မျိုးအဆိုစီခမြင့်မြင့်နဲ့ performance hungry ဖြစ်တဲ့သူတွေပါ AAC တုံးလို့ရတဲ့ကောင်မျိုးပြီးတော့တုံးရင်အရန်စမှုတယ်ဆိုတဲ့ကောင်မျိုးဒီဖုန်းတွေကြောင့်ပြကြ ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်ဒီလိုမျိုး performance ကောင်းတဲ့ဖုန်းဂိမ်းကောင်းဆော့လို့ရမယ်ဖုန်းမျိုးထဲမှာမှဒါပထမဆုံးရွေးပေးချင်တာကကြတော့ IQ Neo 10 Pro Plus ကိုတော့ဒါ recommend ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်းကို အဲ့ဒါလေး try ကြည့်ရအောင်နော်။ sami try ကြည့်ရအခါမှာတော်တော်လေးအဆင်ပြေရယ်။အရင်ကျွန်တော်တို့ဂျာ neo 9တို့ဘာလို့ရုံးနေရပါဘောနော်။အခု neo 10တို့ဘာလို့ဆိုလဲပို့ပြီးတော့ hit controller ပို့ကောင်းလာတယ်။ gain အကြာကြီးစွန့်ရင်တောင်မှတောင်တောင်ပူရမှုမရှိဘူး။ဆိုတော့ဒီ angle ရဲ့ neo 10 pro plus မှာလည်းဒီကောင်က snapdragon 8 elite နဲ့လာတယ်။အဲ့ဒါကောမှဒါထုံးတယ်ဘောနော်။ vivo esports chip 22ထပ်ပြီးတော့ sport လုပ်ထားသေးရယ်။ဆိုတော့ကျွန်တော်တို့ဒီ graphic ပို့ပြီးတော့ကောင်းတဲ့ gain တွေဆော့ရမယ်။ ဂိမ်းဆော့ရင် graphic တွေပိုကောင်းတယ်ပေါ့ဗျာဒါမျိုးလေးပေါ့အဲ့အဲ့ဒါကိုမှဘာတစ်ခုသွားပြီးသဘောကျလဲဆိုတော့ဒီကောင်မှထည့်ပေးထားတယ် liquid cooling system ဒီကောင်ကဒီထည့်ပေးခင်ဗျာ NQ ဖုန်းတွေထဲမှာဆိုရင်ဒီကောင်ကအကြီးဆုံးလို့ပြောလို့ရတယ်ဒါကတော့တို့ NQ ကနေပြောထားတာတော်တော်လေးလေးအပူထိန်းတာကောင်းတယ်ဆိုတော့ကိုကဂိမ်းနေပါရင်ဇက်တိုက်ကြီးဒါ graphic အမြင်နဲ့ဆော့တဲ့အခါတွေပါရင်မှာဆိုရင်တော့တောင်းတောင်းပူရမျိုးတွေမရှိဘူးအဖုန်းကတော့ဘယ်ဖုန်းမဆိုတော့နင်းငံတိမ်ကြုံ ဆော့လို့ရှိရင်တော့ပူတာတော့ပူမှာပဲဒါပေမဲ့ဒီ IQ Neo 10 Pro Plus ကကြတော့ပုံမှန်ထက်ကို heat control တော်တော်လေးကောင်းတော့ဒါစိတ်ကြိုက်ကောင်းကောင်းကျုံလို့ရတယ်နောက်တစ်ခုကဒီလိုမျိုး performance ကောင်းရုံနဲ့မကအောင်ဒီကောင်မှာသုံးပေးထားတဲ့ display ကလည်းတော်တော်လေးကိုမှ share ဒီကောင်က LTPO AMOLED ကိုသုံးပေးထားတာအဲဒါကောင်မှ 1.4Hz ထက်ရမယ်ဆိုတော့ဒီ display နဲ့ဒီ SoC နဲ့လုပ်ပေးထားတာဆိုတော့ bargain ဆော့ချင်တာလေစိုက်တာကို AC ဆော့လို့ရတယ် color design ဘာညာအနေထား อืมအလန်းလေးကောင်းကောင်းဆောက်လို့ရပါဘူးတောင်းတောင်းပူအမွေလည်းမရှိတော့ပြီးဘက်ထရီဆိုလဲဒီကောင်ကပြောရရင်ဒီကောင်မှာထည့်ပေးထားတာကဆီလီကွန်ကာဗွန်ဘက်ထရီကိုထည့်ပေးထားတာအဲ6800 mAh ပေါ့အဲဘက်ထရီကလည်းတော်တော်လေးကိုတောင်းနေဒါမှမဟုတ်120 watt ဖတ်ချင်တဲ့သုံးအောင်ပါအဲဒီကောင်နဲ့ performance ဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့အတွက်ကင်မရာကတော့အရင်ဝါးနဲ့ဝိုးနဲ့ဖြစ်သွားအောင်ကောင်းလာမှာတော့မဟုတ်ဘူးဒါပေမဲ့ performance ဦးစားပေးရတဲ့သူတွေကလည်းတပုန်လိုက်တဲ့သူနင်းမှာပဲဒါမှ serious ပြလုံးဝလှနိုင်မဲ့သူတွေတိတ်ရှိမှာမဟုတ်အဓိကကဒီဖုန်းတစ်လုံးနဲ့ ဒီ daily life မှာ gain တွေကောင်းကောင်းစောင့်မယ် entertain ကောင်းကောင်းလုပ်မယ်ဆိုရတဲ့သူမျိုးတွေကတော့ဒီ IQ Neo Tempo Block ကတော်တော်လေးကိုမှအဆင်ပြေရဖုန်းလို့ပြောမယ်။ performance ကောင်းတယ် heat control ကောင်းတယ် display ကောင်းတယ်ဘာမှတိတ်ပြီးထွေလို့ပြောရမှာမရှိဘူးစမ်းသုံးကြည့်ရလဲတော်တော်လေးကိုမှ okay တဲ့ကောင်းလို့ပြောမယ်။ဆိုတော့ပထမဆုံးသလုံးနေနေရတော့ IQ ရဲ့ Neo Tempo Plus လေးကိုဒါ recommend ကောင်းပေးခြင်း။ဒုတိယသလုံးကတော့ IQ ရဲ့ Neo 10 အနီယိုတမ်ဘလပလတ်တောင်ပါရဆိုမှနီယိုတန်ကလည်းမပါမဖြစ်ပဲ။ဘာကြောင့်လဲဆိုတော့15သိန်းဝန်းကျင်မှာနီယိုတန်ကလည်းတော်တော်လေးကိုမှကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။ဒီ IQ line အထက်မှာပြီးတော့ဒီကောင်ကနီယိုတမ်ဘလပလတ်နက်ဆိုလို့ရှိရင်လည်းတော်တော်လေးကွာသွားတယ်ရှိတယ်။ပထမဆုံး display size တို့ပြောလို့ရှိရင် performance ဘိုင်းနေအပွင့် battery ဘိုင်းနေဒါမျိုးတွေကွာသွားတယ်။နီယိုတမ်ဘလက display က6.72ပဲဖြစ်သွားတယ်။ display ကလည်း new tumble buster ဆာလို့ရှင်နည်းနည်းလေးညော့ပါတယ် performance ကတော့ Snapdragon 8 Gen 3နဲ့လာရဲဒါကမှ Vivo ရဲ့ eSport chip Q2 ထည့်ထားပြီးသေးတယ်။သူလည်း VC liquid cooling system ပါတာပဲ။ဒါပေမဲ့ Neo Tam Pro Lux တော့သူကအရင်မကြည့်ဘူး။သူလည်းသူနဲ့သူတော့အပူတော့ထိနိုင်တယ်။အဆင်ပြေလို့ပြောမယ်။15သိန်းဝန်းကျင်ဖုန်းမှာဒီကောင်ကလည်းပါပဲပြောတော့တော်တော်လေးကို hype တယ်။ဘက်ထရီကတော့ဒီကောင်က6100အောင်မှာသူကဝန်းကျင် new wave charger နဲ့ပဲလာတယ်။အဲ NQ Neo Tam ရော Neo Tam Pro Plus ကနှစ်ခုလုံးက silicon carbon battery ကိုသုံးမိထားတယ်။ပြီးတော့နောက်တစ်ချက်နေနဲ့ဆိုလို့ရှင် ultra sonic fingerprint တွေကိုသုံးမိထားတယ်။ဆိုတော့ပြောမယ်ဆိုလို့ရှင် 15သိန်းဝန်းကျင်မှာ NQ ရဲ့ NEO တန်းကလည်းဒါကိုက budget အများကြီး20လောက်မသုံးကျင်ဘူး display size သေးလဲရတယ် battery သေးွားလဲရတယ်ကျွန်တော်ဘာပြဿနာမှမရှိဘူးဆိုတဲ့သူတွေတက်မှာ P2P ပို့ပြီးကောင်းတာမျိုးလို့ကျွန်တော်ဆိုတဲ့သူတွေတော့ကတော့ NQ NEO တန်းကိုရွေးလို့ရတယ် HN3 ရဲ့ performance မှာဒါ e-sport chip ကျွတ်တူးနဲ့ပါမယ် and ဒါမျိုးလေးပြီးတော့ liquid cooling system and ဒါမျိုးလေးနဲ့ဒါ combination ကတော်တော်လေးဟိုမှာ address ကမိနေပြီးတော့ဒီနှစ်ကောင်လုံးက origin os 5ကိုသုံးပေးထားဖြစ်တဲ့အတွက် animation တွေဘာတွေကလည်းတော်တော်လေးကိုမှာ smooth တယ်ဆိုတော့ဒီ15သိန်းဝန်းကျင်မှာလည်းနောက်ထပ်တစ်လုံးရွေးပေးပါဆိုလို့ရှိရင်เนาะဒါ china version နဲ့ iq ရဲ့ neo 10ကိုတော့ဒါထပ်ပြီးတော့ recommend ပေးရလိမ့်မယ်ဒီလို performance အကောင်းတဲ့ phone တွေရွေးတော့ရွေးနေကြတယ်ဒါပေမဲ့တချို့ကြတော့လည်းတက်မှာ P2P ကောင်းတဲ့ China version နေတိတ်မတုံးချင်ဘူးဆိုတဲ့သူတွေအတွက်ရွေးချယ်တဲ့ option တွေနဲ့တခုရှိသေးတယ်။အဲ့ဒါကဒါအားလုံးသိတဲ့အတိုင်းပဲ Poco A7 Pro ဒီကောင်ရွေးလို့ရတယ်။ Dimensity 8400 Ultra ရဲ့ performance ကိုရမယ်။အဲ AMOLED display ကိုတုံးရမယ်။ပြီးတော့အကောင်းနာက global version ဖြစ်သွားတာဖြစ်တဲ့အတွက် graphic တွေပါရဲ့ဆိုလို့ရှိရင်တော့ဒါ frame rate တော်တော်မြင့်မြင့်လေးဆော့လို့ရမယ်။ အဲတခုရှိတာကဒီကောင်က HN3 တို့ AA Little တို့တော့ performance က high မနေဘူးဒါပေမဲ့အဲ15သိန်းဝန်းကျင်မှာ official global ထဲကဒါ performance ကောင်းတဲ့ဖုန်းတစ်လုံးကိုလိုချင်နေဆိုရင်တော့ဒီ Poco A7 Pro ကလည်းမိထားကြလို့မရအောင်တချို့ကြောက်ရှိတယ်ဗျာအဲ AA Little HN3 မဖြစ်လေရတယ် performance ကတော့ Dimensity SoC လေးတွေလောက်လေအဆင်ပြေတယ် graphic ကောင်းလေးနဲ့ global ထဲကမှလိုချင်နေဆိုတဲ့သူတွေအဲ performance ဟမ်းဖြစ်တဲ့သူမျိုးတွေပေါ့ time မျိုးတွေကဒါ Poco A7 ကိုရွေးလို့ရတယ် အများကြီးရတကောင်အထွေထူးပြောစရာမရှိဘူးတွန့်နေသူအရင်လည်း review တွေပါလုပ်ပေးပြီးသားဆိုတော့တော်တော်လေးလေးအဆင်ပြေရယ်အဲဒီကောင်ကိုကြတော့ global version ကြိုက်တယ် performance ပိုကောင်းတာမျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်ဒီကောင်ကို recommend ပေးလို့ရတယ် performance ကတော့အရှိရ IQ line နောက်တော့အရင်ကြီးကောင်းမှာတော့မဟုတ်ဘူးနောက်တစ်လုံးကတော့ Infinix ရဲ့ GT30 Pro အဲဒီကောင်ကကျတော့ Lose Priority ကာလမှာပဲရှိသေးရယ်ဒါကျွန်တော်တို့ GT Line ကဒါသိရတဲ့အတိုင်းပဲဒါကြောင့်မို့ကျွန်တော်55သိန်းဝန်းကျင်မှာဒီ Infinix GT30 Pro ထည့်ပစ်လိုက်တာ အရင် GT တနည်းပရုံကလည်းတော်တော်လေးကိုမှကောင်းခဲ့တဲ့ graphic ကောင်းကောင်းနေဆော့လို့ရတယ်ပြီးတော့တောင်းတောင်းပူတိုင်းထစ်တိုင်းလက်တိုင်းမရှိဘူးဖြစ်ခဲ့တာဆိုတော့ဒီ GT တတိပရုံမှာလည်းပိုကောင်းလာဖို့ပဲရှိတာဖြစ်တဲ့အတွက်ထည့်ပေးထားတာအဲဒါပေမဲ့အသေးစိတ်ကိုစောင့်ကြည့်နေတဲ့ဆိုလို့ရှိရင်လည်းဒါနောက်ဗီဒီယိုတွေမှာစောင့်ကြည့်လို့ရတယ်ဘာပြော GT တတိပရုံကလည်း15သိန်းဝန်းကျင်မှာ performance နဲ့ gaming ဘက်ကိုဦးစားပေးမဲ့သူတွေတော့ကတော့ဒါအစင်ပြမဲ့ဖုန်းလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်က Dimensity 8350နဲ့လာမှာဆိုတော့ဘာပဲပြော ဒီကောင်း performance လေးရတယ်ဂိမ်းကောင်းကောင်းဆော့လို့ရတယ်ဒါမှမဟုတ်သူ့ရဲ့ဒီ HOS နဲ့ပေါင်းမိထားဖြစ်တဲ့အတွက်ပြီးတော့ဒီကောင်းလေးကတခုခုနဲ့ collab လုပ်တာသိရမလားကျွန်တော် mobile legend နဲ့ PUBG ကို time way နဲ့ collab လုပ်ပြီးလာတာဖြစ်တဲ့အတွက်ဒီ game နေပါတယ်ဆိုလို့ graphic ကဘာမှသိပူကြမလို့တော်တော်လေးကိုမှ smooth ဖြစ်တဲ့ကောင်းလေးလို့ပြောလို့ရတယ်65သိန်းဝန်းကျင်မှာ model အစမ်းလေးကင်ဂျင်နေဆိုတဲ့သူတွေတော့ကတော့ infinite GT30 pro လေးကိုရွေးကြည့်ပေါ့ နောက်ထပ်ရွေးပေးချင်တာကကြတော့ Redmi ရဲ့ K80 လို့ Turbo 4 Pro Turbo 4လို့ဒီကောင်တွေကိုတော့ရွေးပေးချင်တယ်ဒါပေမဲ့ဒီကောင်တွေက15သိန်းအောက်ဈေးဖြစ်နေတာဖြစ်တဲ့အတွက်အဲဒီမှာအသေးသေးမထည့်တော့တကယ်လို့ကိုက15သိန်းလောက်ထိမတုံးချင်ဘူးဆိုရင်တော့ဒါ K80 Turbo 4 Pro Turbo 4ဒါကိုကြိုက်တာကိုကိုဝယ်လို့ရတယ်။ China version တွေက performance ကောင်းတဲ့ကောင်းလေးပဲဒီကောင်တွေနဲ့ပတ်သက်ပြီးတော့ performance က အမတိတ်ထွေထူး complaint တော့တက်နေကြမရှိဘူးတဲ့မှာ performance မကောင်းတာတော့ပါဘာမှတွေးကြမရှိဘူးဒီ K80 ကော Turbo 4 Pro ကော Turbo 4တွေရောဒီကောင်တွေကတကယ်ကိုဈေးတတတာနဲ့ပြောရရင်ဗျာဟို price to performance အရန်ကောင်းနေရဲ့ကောင်းလေလို့ပြောမှာဆိုတော့ကျွန်တော်ကတော့15သိန်းလောက်မသုံးကျင်တဲ့သူတွေတော့ဒီတန်လေးဒီကောင်လေးကိုရွေးသုံးလို့ဒါပြောချင်တယ်တကယ်လို့ပို့ပြီးတော့ကိုကငွေဆိုင်နိုင်ရေနော်ဒါခုနကလို IQ လို့ဘာလို့ပြပိုကိုလို့ဘာလို့ရွေးသုံးပေါ့ ်ဒါကတော့15သိန်းဝန်းကျင်ကနေပြီးတော့ဒါသိန်း20ဝန်းကျင်မှာကျွန်တော်သဘောကျတဲ့ဖုန်းတွေကိုအရင်ဦးစားပေးပြီးပြောပေးသွားတာအဲနောက်နောက်ဆုံးကမီလေးတွေကကြတော့ဒါတမမီနဲ့ infinite လေးရကြတော့ဒါလက်ရှိမှာ15ဒိန်းအောင်နဲ့ဝယ်လို့ရတဲ့ကောင်းနေဆိုတော့ဒီကောင်းနေကဒါတသေးလေးပဲထည့်ပြောပါပြီးတော့နောက်တစ်ခုပေါ့နော်ဒါကျွန်တော်ပြောချင်တာဒါကကြတော့ကျွန်တော်တို့က ဒီဗီဒီယိုမှာ performance ကောင်းတဲ့ကောင်တွေကကြာလက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ကောင်မျိုးပြီးတော့ဒီဈေးကွက်ထဲမှာပဲသူ့ဈေးထဲမှာ performance တော်တော်လေးကိုကောင်းတဲ့ကောင်မျိုးပြီးတော့ကျွန်တော်ကိုယ်တိုင်စမ်းကြည့်တဲ့အခါမှာကိုကိုယ်တိုင်သဘောကျတဲ့ဟာမျိုးကို recommend ပေးပေးတာတချို့ကြောင့်ရှိရသိရမလားဘယ်ဟာဝယ်ရမယ်မသိဘူးကိုကျော်ရေးဆိုရင်ဘာလေးရွေးပြချင်တာလေဘယ်ကောင်လေးပို့ပြီးအစီအမေလောက်မလဲအဲဒီလိုလိုမျိုးတွေရှိတော့ဒါကျွန်တော်ကပြပြပေးတာဆိုတော့ကိုက ်ပေါ်ဖော်မန့်ကောင်းကောင်းလိုချင်တယ်ဆိုရင် DBU တွေကဖုန်းလေးတွေကိုကိုသုံးမဲ့ဘတ်ဂျက်နဲ့လိုက်ပြီးရင်ကိုဘယ်လိုပုံစံသုံးချင်တာလဲဘယ်လိုဒီဇိုင်းကိုသုံးချင်တာလဲဒါမျိုးကိုရွေးပြီးပွဲလို့ရတယ်ဆိုတော့ဒီလောက်ဆိုရင်တော့15သိန်းနဲ့30ဝန်းကျင်ကပေါ်ဖော်မန့်ကောင်းတဲ့ဖုန်းတွေကိုရွေးလို့ရပြီလို့တော့ထင်တယ်ဆိုတော့ကိုလိုလိုဆိုရင်ရောဘယ်ကောင်အကြိုက်ဆုံးလဲကျွန်တော်နဲ့များအကြိုက်တူတာမျိုးလေးရှိမလားအောက်ကကွန်မန့်မှာဆွေးနွေးကြပါဦးဒါကြောင့်ကျွန်တော်တို့နောက်ထပ်ပြီးတော့မှပြန်တွေ့ကြရပါဘူးအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့အဒမင်ကြော်ပြီပါ Yangon Mobile Store.